မင်္ဂလာပါကျွန်တော် YouTube ကျွန်တော်ရဲ့ YouTube channel ကလည်းအားလုံးကိုပြန်လည်ကြိုဆိုပါတယ် subscribe မလုပ်ရသေးဘူးလည်း subscribe လုပ်ကြပါနော် like ပေးလို့ရပါတယ်နော် comment တွေလည်းပေးလို့ရပါတယ်အားလုံးကြိုဆိုပါတယ်ဆိုတော့ခုရဲ့ပန်းကျွန်တော်တို့ကမ္ဘာတရင်ထဲမှာဟောဖြစ်နေတဲ့ Israel era ကြောင်းပေါ့နော်ကျွန်တော်တို့ဒီကျွန်တော်ခုရဲ့ပန်းတရင်တွေနားထောင်ရင်းနဲ့ကျွန်တော်ကြည့်ဖြစ်တာလေးပေါ့နော်အကျွန်တော်နားလေတလူလေးပေါ့နော်အနေငယ် sharing ပေးခြင်းပါတယ် အာဒီလအစပိုက်ပေါ့နော်အာဂျိုလ73ရက်နေ့စပြီးတော့อิสราเอลကနေပြီးတော့อิหร่านကိုစတင်ပြီးတော့อิหร่านနိုင်ငံရဲ့ဒီนิวเคลียร์တွေပြစ်မှတ်တွေပေါ့နော်ပြီးတော့ဒီอิหร่านနိုင်ငံရှိတဲ့စစ်ရေးပြစ်မှတ်တွေကိုလေရင်အစီနေရနဲ့စတင်ပြီးတော့တိုက်ခိုက်တာဖြစ်တယ်အဲ့ဒီစပြီးတော့ဒီอิสราเอลနဲ့อิหร่าน အပြာလံပေါ့နော်သူတို့အာပြစ်ကြဖြစ်တယ်ဒီနေ့ထိပေါ့နော်အခုဒီနေ့ဆိုရင်ဂျွန်20ရက်ထိပေါ့နော်ဂျွန်20ရက်ထိစပွဲပြီးသေးပေါ့နော်ဆိုတော့အခုဒေါ်ထရမလည်းအာဒေါ်ထရမလည်းဘာပြောလဲဆိုတော့အီရန်ကိုနပတ်ပေါ့နော်နပတ်ချိန်ပြီးမှဆိုပြပြထားဖြစ်တယ်ဆိုလိုချင်တာက အီရန်ကိုတိုက်တင်မတိုက်တင်ပေါ့နော်တော်ထရမနှစ်ပတ်အချိန်ယူမယ်အဲ့လိုပဲအီရန်အနေနဲ့လဲလက်နဲ့ချဖို့ရန်ပေါ့နော်စဉ်းစားဖို့အချိန်နှစ်ပတ်ပေါ့နော်ရတာဖြစ်တယ်တော်ထရမတော့သူကပြပြသွားပြီးအီရန်ဒီကောင်းဆောင်ပိုင်းတွေပေါ့နော်နှစ်ပတ်တွင်အဲ sorry you know လက်နဲ့ချပေါ့နော်လက်နဲ့ချပြီးတော့အញ្ញံခံပါဆိုပြီးတော့ပြထားပြထားရှိတာမဲ့ဒီအီရန် ရဲ့ Supreme Leader ရန်နိုင်ငံရဲ့အနိုင်မဲ့ခေါင်းဆောင်ပေါ့နော်သူကဘာပြောလဲဆိုတော့အာသူကအီရန်နိုင်ငံတပိုင်းထဲမှာပေါ့နော်အီရန်နိုင်ငံ history မှာအဲ့လိုလက်နက်ချတာမရှိဘူးလက်နက်ချအញ្ញံခံတာဆိုတာမရှိဘူးဆိုတော့ဆိုလိုချင်တာကအီရန်အီရန်ကအနေနဲ့လုံးဝလက်မလက်နက်မချဘူးနော်လက်နက်မချဘူးစစ်ပြီးတော့တိုက်မယ်ဒီတက်ပို့ပြီးတော့စည်ရေးတင်းမာလာမယ်ဆိုတဲ့အကြောင်း ဒီအီရန်ရဲ့ခေါင်းဆောင်အလီခါမီရဲ့နေပြီးတော့သူကတော့အတင်းတင်းမပါနဲ့ပဲပြန်ပြီးတော့ဒေါ်လန်ထရမ့်ပြောတာကိုတုံ့ပြန်တယ်ပေါ့နော်ဆိုတော့အမေရိကန်လည်းအမေရိကန်လည်းဒီအာစစ်ထဲမှာပေါ့နော်ပါဝင်လာဆိုရင်ဒီအမေရိကန်ကိုလည်းသူကတိုက်ဖို့ပေါ့နော်အီရန်နဲ့အီရန်ကလည်းအမေရိကန်ကိုပြန်ပြီးတော့လက်တုံ့ပြန်ဖို့ပေါ့နော်အာဒီအီရန်ရဲ့နိုင်ငံရဲ့ခေါင်းဆောင်ကပြောရဲပေါ့နော်အမေရိကန်နဲ့ချင်းချောက်တယ်ပြီးတော့ ဣသရေလကိုလည်းအာနောင်တရစီရမယ်ပေါ့နော်ဣသရေလကဣသရေလကဒီအီရန်နိုင်ငံကိုစပြုတ်တိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒါပတ်သက်ပြီးတော့အီရန်ကလည်းဣသရေလကလုံးဝနောင်တရစီရမယ်ပေါ့နော်နောက်တော့ခါပြန်မတိုက်ရဲလောက်ဆိုပြီးတော့အာဒီအီရန်နိုင်ငံရဲ့ကောင်းဆောင်ပေါ့နော်နိုင်ငံရဲ့ကောင်းဆောင်အလီခါမနီနေပြီးတော့ဣသရေလကိုလည်းကြုံသွားတယ်ပေါ့နော်ဆိုတော့ မနေ့ကလာမသိဒီ fata 1လောက်ခေါ်တဲ့ဒီ hypersonic ဒုံးကျည်ပေါ့နော်အဲ့ဒီ hypersonic ဒုံးကျည်နေအီရန်နိုင်ငံနေပြီးတော့အတန်ထက်မြန်တဲ့ဒုံးကျည်ဒီပေါ့နော်အဲ့ဒါနဲ့အီရန်နိုင်ငံကို sorry israel နိုင်ငံပေါ့နော် israel နိုင်ငံကိုတိုက်တာဖြစ်တယ်ဆိုတော့ israel နိုင်ငံဒီစေးယုံတွေပေါ့နော်ပစ္စည်းတာဖြစ်တယ်သူကဒုံးကျည်သူတို့ပြစ်လို့ရှိရင်အများကြီးပေါ့နော်ပြစ်တာပြစ်တဲ့အတွက်ကြောင့်ဒီ israel ရဲ့ အ iron dome လို့ခေါ်တဲ့ dome လေကာစနစ်ပေါ့နော် dome dome ကြီးကာတဲ့စနစ်တွေဆိုလို့ရှိရင်ကအခု issue နိုင်ငံထဲ dome ကြီးတွေဝင်လာပေါ့နော်အဲ့ဒါကိုတံပြန်ပစ်ခတ်တဲ့ iron dome ဆိုတာရှိတယ်ဆိုတော့အဲ့ဒီ iron drone ရဲ့ပြန်ပစ်ခတ်နိုင်တဲ့အရာကအကန့်အသတ်ရှိတယ်ပေါ့နော်အကန့်အသတ်ရှိတယ်သူကအကုန်လုံးဒီအီရန်နိုင်ငံပစ်ခတ်တဲ့ dome ကြီးတွေအားလုံးကိုဒီ iron dome ကမကောက်ွယ်နိုင်ဘူးမကောက်ွယ်နိုင်တဲ့အတွက်ကြောင့်ဒီ အီရန်နိုင်ငံပြစ်ခတ်တဲ့ဒုံးကြီးတစ်ချုပ်တွေဣသရေလနိုင်ငံရဲ့ဒီ Tel Aviv ပေါ့နော်မြို့ထဲကိုကြာပြစ်ပေါက်ကွဲလာဖြစ်တယ်ဆိုတော့ဒီဣသရေလနိုင်ငံထဲမှာနေရလို့တချို့ပြောပုံရဆိုရင်တရက်ကိုနှစ်ချိန်သုံးချိန်လောက်ပေါ့နော်ဒီ alarm ပြောမလားဒီဣသရေလနိုင်ငံထဲမှာလက်နက်တွေဒီအီရန်နိုင်ငံကဒုံးကြီးတွေဝင်လာဆိုရင်သူက alarm ပေးတာလေနော်အဲလိုအတံမီတာရှိတယ် ဲ့ဒီအတာမီသားယူဆိုသူတို့ကအဲ့ဒီအစ္စရေလနိုင်ငံရှေ့လူတွေပေးပြီးတော့သူတို့မြောက်ဘန်ကာပေါ့နော်အဲ့လိုမြောက်မှာမုန်းခိုချင်းရှိတယ်အဲ့အဲ့တဲ့တို့ပေးလာဖြစ်တယ်ပေါ့နော်အဲ့ဒီအတာမီတာနဲ့အလမ်းမီတာနဲ့အချက်ပေးဆိုတော့သူတို့ကအဲ့ဒီမြောက်ထဲဝင်ပြီးတော့အာခလုံးရရတယ်ပေါ့နော်ပေးရတယ်ထဲမှာဆိုတော့အဲ့လိုမျိုးအစ္စရေလနိုင်ငံမှာတရက်မှာနှစ်ခါသုံးခါမြည်တယ်ပေါ့နော်ဆိုတော့ဆိုလိုချင်တာကအီရန်ကနေပြီးတော့ อิสราเอลကိုတရက်ကို အချိန်ပိုင်းခြားနဲ့နှစ်ချိန်ကနေသုံးချိန်ပေါ့နော်အဲ့လိုဘုံဒုံးကြီးတွေတရဆက်ပစ်ခတ်တာပေါ့နော်ဆိုတော့อิสราเอลဒီဒုံးကာစနစ်ကလည်းအကုန်လုံးကိုအဖြစ်စီးနိုင်ပေါ့နော်အဲ့လိုဖြစ်တယ်ဆိုတော့အခုတော့ Trump ကအီရန်ကိုနှပတ်ပေါ့နော်နှပတ်အချိန်ပေးတယ်အာဆိုလိုချင်တာကအဲ့နှပတ်အတွင်းမှာအီရန်နိုင်ငံနဲ့ ဣရန်နိုင်ငံအနေနဲ့နောက်တရပြီးတော့အမေရိကန်နိုင်ငံနဲ့ဆွေးနွေးချင်ပါတယ်ဒါမှမဟုတ်လည်းဣသရေလနိုင်ငံနဲ့ဣသရေလနဲ့ဆွေးနွေးချင်တဲ့ငြိမ်းချမ်းလို့ချင်ပါတယ်သူတို့နျူကလ িয়ার နျူကလ িয়ার လုပ်မဲ့အရာတွေလည်းသူတို့ဖျက်သိမ်းမဲ့ဆွေးပုံစာမျိုးရှိတယ်ဆိုရင်တော့ဣရန်နိုင်ငံနဲ့အမေရိကန်နဲ့ဣသရေလနဲ့ဆွေးနွေးရပေါ့နော်ဒါပေမဲ့အဲ့လိုမဟုတ်ပဲသူတို့ဘက်ကနေအဲ့လည်းမချချင်ဘူးအ short မပေးချင်ဘူးဒီတိုင်းပဲတင်းတင်းမာမာနဲ့သူတို့နျူကလ িয়ার ဆစ်လုပ်မယ် ဆက်ပြီးတော့ဒီ Israel ကိုတိုက်ခိုက်မှာဆိုရင်တော့ဒီအမေရိကန်နဲ့လက်ထိပ်တိုက်ပေါ့နော်ရှစ်ဆက်ပြီးတော့ထိပ်တိုက်တွေသူတို့တွေးလာနိုင်တယ်ပေါ့အကြောင်းအရာရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်လည်းဒီ Israel အီရာတနေနေနေအတိုင်းကြည်နေပေါ့နော်ကြည်နေတာဖြစ်တယ်သူချိန်မှာကဘာမှာဒီတည်င်းပေါ့နော်ကအဓိကဟော့နေတာဖြစ်တဲ့အတွက်ကြောင့်ဒီရုရှားတမရပူတင်ကလည်းအမေရိကန်တမရကို အမေရိကန်တမန်တော်ဒေါ်ထရန့်ကိုပြောတယ်ဒီအစ္စရေးနဲ့အီရန်ကိစ္စမှာဝင်မရှုပ်ပါနဲ့ပေါ့နော်ဝင်မပါပါနဲ့အဆိုလိုချင်တာကစစ်ရေးဒီပါလေးပေါ့နော်စစ်ရေးအရာဝင်စဖြစ်ခြင်းမလုပ်ပါနဲ့ပို့ပြီးတော့ဆိုးရွားလိုက်မယ်ဆိုပြီးတော့အပူတင်ကလည်းအမေရိကန်ပူတင်ဆိုတာကဒီရုရှားတမန်တော်ပေါ့နော်ရုရှားတမန်တော်ပူတင်ကလည်းအမေရိကန်တမန်တော်ကိုဖုံးနဲ့ပေါ့နော်သူတို့တတိပေးတဲ့အရာရှိပေါ့နော်ဆိုတော့တကယ်လို့ဒီအမေရိကန်ဝင်ပါမယ်ပေါ့နော်ဒီ အာအီရာစစ်ပွဲထဲမှာအမေရိကန်ဝင်ပါလာမယ်ဆိုရင်တော့အချို့လူတွေတချို့တော့အာသူတွေတုံ့တက်တာတော့တတ်တဲ့ကဘာဆက်တောင်ဖြစ်နိုင်မလားဆိုပြတော့ဗောနော်အမျိုးမျိုးတုံ့တက်ကြတာပေါ့ဆိုတော့တတ်တဲ့ကဘာဆက်တော့ဖြစ်တော့ဖြစ်သေးပါဗောနော်ဘာဆိုတော့ဟိုဒီอิสราเอลอิสราเอลကနေအီရန်ကိုစပစ်တုံးကဒီရုရှားရဲ့စစ်ပွဲချုပ် စပိုတယောက်ကပါပြောဆိုတော့စပိုတယောက်ကနေပြီးတော့အာတက်ကပါဆက်ဖြစ်ဖြစ်နေပြီဆိုပြီးတော့ပြောတာပေါ့နော်ဆိုတော့ဒီရုရှားဘိုချွာနေပြီးတော့အတက်ကပါဆက်ဖြစ်နေပြီတဲ့အာသူရုရှားမှာလည်းအရန်တတားပေါ့နော်အာတတန်းလောက်စူးရမယ်ဆိုပြီးတော့သူကတော့အာတက်ကပါဆက်တွေ့သူကပြင်ဆင်ဖို့ပေါ့နော်သူကတော့တိုက်တွန်းနေတာပေါ့ဒါပေမဲ့တက်ကပါဆက်တော့ဖြစ်တော့ဖြစ်သေးပါပေါ့နော် ဟိုတက်ကဘာဆက်ဒီဘာလေးဖြစ်ဖို့ဆိုတာကဒီတရုတ်တို့ပေါ့နော်အင်အားချင်းနိုင်ငံတွေရုရှားတို့ဥပမာဒီအီရာဘက်ကနေရုရှားနဲ့တရုတ်ပေါ့နော်အဲ့လိုပါဝင်လာမယ်ဣစရိဘက်ကနေအမေရိကန်နဲ့ဒီအနောက်ဥရောပပေါ့နော်ဗြိတိရှားတို့ဗြိတိန်တို့ပြင်တစ်တို့ပေါ့နော်အဲ့လိုပါဝင်လာမယ်ဆိုရင်တော့တက်ကဘာတက်တက်ကဘာဆက်တော့ဖြစ်နိုင်ခြေရှိတယ်ဒါပေမဲ့အဲ့လိုမျိုးအင်အားချင်းနိုင်ငံတွေအများကြီးပေါ့နော် မပါဝင်ဘူးဆိုတော့ဖြစ်နိုင်ချေနေတယ်ပေါ့နော်ဆိုတော့အဓိကတော့ဒီစပွဲကအီရန်နိုင်ငံနျူကလ িয়ার မပိုင်ဆိုင်စေရဘူးအဓိကချက်ပေါ့နော်ဘာလို့ဆိုတော့ဒီ2020အထောင်အထောင်20တုန်းကအမေရိကန်နေပြီးတော့ဒီအာနျူကလ িয়ার နဲ့ပတ်သက်ပြီးတော့ဒီတာဝန်ရှိတဲ့လူပေါ့နော်ယူရန်နိုင်ငံစစ်ဘိုလ်တယောက်ကို ဒီအီရတ်နိုင်ငံရဲ့ဘဂဒတ်မှာပေါ့နော်ဘဂဒတ်မှာဒီအဝေးထိန်ကားတယ်ပေါ့နော်အာတိုက်ခိုက်တယ်ပေါ့နော်တိုက်ခိုက်ပြီးတော့အဆုံးစီလိုက်တယ်ပေါ့နော်ဒီသူ့နာမည်ကခါဆမ်ခါဆမ်ဆူလီမာနီလို့ခေါ်တယ်ပေါ့နော်အဲ့ခါဆမ်ဆူလီမာနီဆိုတဲ့စစ်ဘိုအီရန်စစ်ဘိုတယောက်ကိုအီရတ်နိုင်ငံဘဂဒတ်လေးစိတ်မှာပေါ့နော်လောက်ကျန်တက်ဖြစ်လိုက်တယ်ပေါ့နော်အမေရိကန်နေပြီးတော့အတိတ်ကတော့ဒီနျူကလ িয়ার ကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်အမေရိကန်ကနျူကလ িয়ার နဲ့ပတ်သက်တဲ့အတွေ့အကြုံတွေကိုသူက တိမှတ်ထားပြီးတော့ရှင်းပြတယ်ဘောနအမေရိကန်နိုင်ပြီးတော့အဲ့ဒီတစ်ခေါက်ရှင်းပြတယ်ပြခါတော့ဒီ Israel Iran ကိစ္စကြတော့သူကအခုဒီ Israel မှာဖြစ်နေတဲ့စစ်ပွဲတွေဘောနအဓိကထောက်ပံ့တဲ့သူက Iran နိုင်ငံဖြစ်တယ်ဘောနဆိုတာကအခု Hamas လို့ခေါ်တဲ့ဒီ Palestine လူမျိုးရေးတူတွေဘောန Palestine Liberation လို့အဲ့တူတွေကိုလည်းအဓိကထောက်ပံ့တာကဒီအာ အီရန်နိုင်ငံနဲ့ထပ်ပံလာဖြစ်တယ်ပြီးတော့ Hezbollah ပေါ့နော်ဒီ Hezbollah လေဘရွန်နိုင်ငံမှာခြေစိုက်ထားတဲ့ဒီ Hezbollah ဒီ Hezbollah ခေါ်တဲ့ဒီ Israel ကိုတိုက်ခိုက်နေတဲ့ဖွဲ့တွေပေါ့တဘုံဖွဲ့တွေအဲ့တဘုံဖွဲ့တွေကိုထပ်ပံလာလေအီရန်ဖြစ်တယ်ပြီးတော့ဒီယီမန်နိုင်ငံပေါ့နော်ဒီပြင်လဲပြင်လဲစိတ်ကနားမှာရှိတဲ့ဒီယီမန်နိုင်ငံဟိုဒီတဘုံတွေဆိုတော့လေအီရန်ကနေထပ်ပံတာပေါ့နော်ဆွဲခါကြတော့ ဒီအီရန်ထောက်ပံ့တဲ့အီရန်စပေါ်တာပေါ့နော်အီရန်ထောက်ပံ့တဲ့ဒီတပုံဖွဲ့တွေကဝိုင်းပြီးတော့အစ္စရေးကိုတိုက်နေကြတာပေါ့နော်တိုက်တိုက်နေရဲ့နေရာတွေစပြီးတော့အစ္စရေးကတဖြစ်ဒီအီရန်နိုင်ငံပေါ်မှာပို့ပြီးတော့အာဘယ်လိုပြောမလဲပို့ပြီးတော့အီရန်ကိုတိုက်ဖို့သူကစိတ်စိတ်ထဲမှာပေါ့နော်အီရန်ကိုပို့ပြီးတော့အဓိကတိုက်ဖို့ကတော်တော်ကဖြစ်လာတယ်ပေါ့နော်ဘာလို့ဆိုတော့ ဒီ Hezbollah တို့ Hamas တို့လဲအခုထိသူကပြည်အောင်မတိုက်နိုင်ဘူးပေါ့เนาะအကြမ်းတည်းကဒီ Iran ကလဲ nuclear အဘလို့ပြောမလဲပိုင်ဆိုင်ဖို့ပေါ့เนาะအချို့လူတွေပြောတာတော့ကျွန်တော်သတင်းထဲသတင်းထဲမှာကြည့်တာတော့ Iran ကသူက nuclear ရဖို့ပေါ့เนาะဒီ Uranium တန့်စင်တန့်စင်ပြီးသွားပြီလို့တောင်ပြောတာ ਨੇ Uranium ကိုတန့်စင်ပြီးတော့ nuclear လက်နဲ့ဒီထွန်ဖို့အစင်းပေါ့เนาะဂျပန်လောက်ပဲရှိတော့တယ်ဆိုပြီးတော့เนาะဒီ nuclear ဆိုချင်တာက ဒီအာကျွန်တော်တို့လူသားတွေကိုဖျက်ဆီးနေတဲ့နျူကလ িয়ার လက်နက်လုတ်ဖို့ရန်တွေးအီရန်နိုင်ငံအနေနဲ့တိတ်မကြံတော့ဘူးเนาะတိတ်မလိုအပ်တော့ဘူးလို့อิสราเอลရဲ့ထောက်လှမ်းရေးတွေကသူတို့တည်တယ်ပေါ့เนาะတည်တဲ့ခါကျတော့အဲကြောင့်ဒီအီရန်နိုင်ငံနျူကလ িয়ার အမြန်ဆုံးဖျက်ဆီးဖို့ပေါ့เนาะအောက်ဆိုမဖျက်ဆီးဘူးဆိုရင်အဲ့နျူကလ িয়ার နဲ့အီရန်ကပဲသူ့ကိုတိုက်မယ်ဆိုတော့อิสราเอลကိုတိုက်မှာอิสราเอลကိုကပ္ပအမေပေါ်ကနေပျောက်အောင်ပေါ့เนาะသူတို့ကအာอิสราเอลဒီမရှိတော့ပေါ့เนาะကပ္ပမရှိတော့ လူမျိုးလည်းမရှိတော့ဘူးအစ္စရေးရဲ့မိပုံလည်းမရှိတော့အဲ့လိုဖြစ်အောင်အီရန်ကလုပ်ချင်တာအဲ့ဒါအကြောင်းအဲ့ဒါကိုလက်ဦးတဲ့အနေနဲ့အစ္စရေးကဝင်တက်ရတာဖြစ်တယ်အဲ့ဒါအကြောင်းပေါ့နော်အာဒီအခုအစားပိုင်းမှာကအီရန်ကနျူကလ িয়ার ကိုဖျက်ဆီးတာပေါ့နော်နျူကလ িয়ার ဖျက်ဆီးမယ်ဆိုပြီးတော့တိုက်တာမဲ့အဲ့နျူကလ িয়ার ဒီလုတ်တဲ့ပေါ့နော် အဓိကနေရာကဒီတောင်အောက်ထက်ပေါ့နော်တောင်ရဲ့အောက်မှာသူတို့ဒီလိုင်ကောင်းတွေတူထားတယ်မြေကြီးအောက်မှာပေါ့နော်ဆိုတော့အဲ့ဒီမြေကြီးအောက်ကနေရာကိုဒီဣသရေလစစ်လျင်တွေကဘုံကျဲပြင်မဲ့မထိနိုင်ဘူးပေါ့နော်ထိလို့အာမပေါက်ကွဲနိုင်ဘူးအဲ့ဒီတောင် အောက်နေရာဆိုတော့အခုအဲ့ဒီအာအီရန်နိုင်ငံရဲ့သူတို့ဒီဝက်နျူကလ িয়ার စီမံကိန်းရှိတဲ့ဒီတောင်အောက်ထဲကလိုင်ကောင်းတွေကိုပစ်ဖို့ရန်အတွက် အာအစ္စရေလကအမေရိကန်ကိုကူညီတောင်းတယ်ပေါ့နော်အမေရိကန်နိုင်ငံဒီပြီးသူပေါ့နော်ပြီးသူကိုခေါ်တဲ့ဘုံချဲလေရင်အဲ့ဘုံချဲလေရင်ဒီကအဲ့ပြီးသူဘုံချဲလေရင်ကဘုံချဲမှာပဲဒီခုနကျွန်တော်ပြောတဲ့အီရန်နိုင်ငံရဲ့တောင်အောက်မှာရှိတဲ့ဒီတောင်အောက်တောင်ထဲမှာပေါ့နော်တောင်လောက်တောင်ရဲ့လိုင်ကောင်းထဲမှာဝတ်ထားတဲ့ဒီ နျူကလ িয়ার နဲ့ပတ်သက်တဲ့အရာတွေပေါ့နော်အဲ့ဒါတွေဖြစ်စင်းနေမှာဖြစ်တယ်အဲ့ဒါကြောင့်ကိုအာဣစရာနေပြီးတော့အပူတပြင်းပေါ့နော်အမေရိကန်နိုင်ငံကိုကိုယ်တောင်းထားတဲ့လက်နက်တွေပြဖို့ပေါ့နော်ဒါပေါ်လည်းအမေရိကန်ဘီ2ကနေဘုံကျဲပြီးတော့ဒီ is is uh sorry ဣရန်နိုင်ငံမှာရှိတဲ့နျူကလ িয়ার စစ်ရုံပေါ့နော်ဒီတောင်အောက်ထဲမှာတောင်အတွင်းထဲပုံအောင်နေတဲ့အရာတွေဖြစ်စစ်ပြဖို့ရန်အတွက်အာဒါနောက်ဆုံးပေါ့နော်အဆင့်ပေါ့သူတို့လှုပ်ဆောင်ဖို့အာ အစ္စရေလနဲ့ကြုံပါနေတာဖြစ်တယ်ပြီးတော့ဒီတော့ထရမ့်ကလည်းအီရန်ကိုတိုက်တင်မတိုက်တင်ပေါ့နော်နှစ်ပတ်အချိန်ယူမှာဖြစ်တယ်အဲ့လိုပဲအာအီရန်အနေနဲ့ကလည်းနှစ်ပတ်ပေါ့နော်စဉ်းစားဖို့ငင်းချာရင်ဆွေးနွေးမလားဒါမှမဟုတ်လည်းဒီတိုင်းပဲအာတောင်းခံပြီးတော့အစ္စရေလနဲ့ဆက်တိုက်မလားပေါ့နော်ရွေးချယ်ဖို့ရန်အတွက်အီရန်အနေနဲ့နှစ်ပတ်ရမှာဖြစ်တယ်အဲ့နှစ်ပတ်ပြီးရင်တော့အာ အမေရိကန်ကဒီအီရန်ကိုစစ်ထဲဝင်ပြီးတော့တိုက်မလားပေါ့နော်အဲ့လိုမျိုးဟာလေအာဒီအမေရိကန်သမ္မတနေပြီးတော့ဆုံးဖြတ်ရမယ့်အရာရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီနပတ်ကိုလည်းကျွန်တော်စောင့်ကြည့်ဖို့ပေါ့နော်โอเคအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်လည်းတည်တလို့ပေါ့နော်အာမိတ်ဆွေတွေကိုပြန်ပြီး sharing ပေးခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နော် comment မှာလည်းအာကိုတည်တဲ့အရာတွေအာကျွန်တော်မေ့ချန်ခဲ့တဲ့အရာတွေပေါ့နော်ရှိရဆိုရင်လည်း comment မှာဝေဖန်ပြီးတော့ ကိုပြမှာလိုအပ်တဲ့အရာရေးပြီးတော့ရပါတယ် thank you good night